မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ30ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံမြို့နယ်မှာရှိတဲ့မြေထားဘူရာယုံကို MNDAA တပ်များကတိုက်ပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ28ရက်နေ့မှာလားရှုံမြေထားဘူရာယုံကို MNDAA ကတိုက်ပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာလားရှုံမှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်မှာတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းတော်လိုင်းရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ရမခမှာတော့ဝင်အလုံးခံနေရပြီးသတင်းကောင်းကြားရမှာပါလို့ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့လာရှုံမြို့မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံတပ်စခန်းများကိုမမပြည်သူလွတ်မြောက်ရေးတပ်တော် BPLA ကဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇော်လိုက်လာ28ရက်နေ့နဲ့29ရက်နေ့ညမှာမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BBLA တို့ပါဝင်တဲ့မဟာမိတ်တပ်ပေါင်းစုကသိမ့်ပိုင်နိုင်ခဲ့တဲ့တပ်စခန်းများကိုအခုလိုမျိုးအတိပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးလာရှိုးမျိုးအခြေစိုက်ဆက်သွယ်ရေးတပ်ရင်းအမှတ်9335တန်ချက်ကတိုက်ခိုက်ရေးတပ်ရင်းအမှတ်2နှစ်ဆက်လက်နဲ့တက်ခွဲနဲ့တပ်မတော်ခေါက်ကွင်းတို့ကစစ်ကောင်စီတပ်များကိုအပီးတိုင်တိုက်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်းဖော်ပြထားပါဗါးအဲ့ဒီတပ်စခန်းများကိုသိမ့်ပိုင်နိုင်ကြောင်းထုတ်ပြန်တဲ့သတင်းတပ်ပုံမှတ်တမ်းများမှာ တန်ချက်ကကားကိုပါသိမ်းဆီးနိုင်ခဲ့ပြီးတော့ BBLA တပ်ဖွဲ့ဝင်များကတန်ချက်ကကားနဲ့ဓာတ်ပုံရိုက်ထားတာကိုလည်းတွေ့နေရပါတယ်။ဒါ့အပြင်လက်နက်ခဲယမ်းများစွာကိုသိမ်းပိုက်နိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။လမ်းရှုံမြုပ်မှာတော်လိုင်းတပ်များသိမ်းပိုက်ထားတဲ့စခန်းစုစုပေါင်း15ခုအထိရှိနေပြီဖြစ်ကြောင်းစစ်ရေးသတင်းရင်းမြစ်တအူးကပြောဆိုထားပါတယ်။ MNDAA ကဇူလိုင်လ25ရက်နေ့မှာလမ်းရှုံမြုပ်မှာရှိတဲ့စစ်ကောင်စီတပ်များကိုတိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်းကြေညာက ရိုးရင်းအုပ်ချုပ်ရေးဖော်ဆောင်မယ်လို့အတိပေးပြီးတဲ့နောက်မှာစစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းများကိုဇက်တိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့လာရှုံမြို့မှာ MNDA တပ်ဖွဲ့ရဲ့အထူးအုပ်ချုပ်ရေးဒေသတစ်ရဲစခန်းကနေပြီးတော့လုံခြုံရေးတပ်ဖွဲ့များပြည်သူလုံခြုံရေးအတွက်စတင်တာဝန်ယူလှုပ်ဆောင်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိအချိန်မှာလာရှုံမြို့တွင်ကင်းလက်မှုများကိုမဟာမိတ် လုံခြုံရေးတပ်ဖွဲ့များကတိုးမြှင့်လှုပ်ဆောင်နေပြီးတော့လူရက်ခိုးဆုံးမှုအပြုအမူများကိုထပ်မံတွေ့ရှိပါကား ပြင်းထန်စွာအရေးယူမှာဖြစ်တယ်လို့သတိပေးထားပါတယ်။ဒါ့အပြင်စားနပ်ရိက္ခာပြက်လက်မှုစေဝါထောက်ပံ့မှုစတဲ့အခက်အခဲများကြုံတွေ့လာရပါက MNDA တပ်များထံမှအကူအညီတောင်းခံနိုင်ပြီးတော့မဟာမိတ်တပ်များကလည်းအဲ့ဒီပြဿနာများကိုကူညီဖြေရှင်းပေးမှာဖြစ်ကြောင်းကို MNDA တပ်ဖွဲ့ကအတိအပြေပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့တိုင်းရင်းသားလက်နက်ကိုင်တော်လိုင်းရဲ့အဖွဲ့အစည်းများဟာမြန်မာနိုင်ငံကခွဲထွက်ပြီးတော့နိုင်ငံတစ်ထူထောင်တော့မယ်လို့သတင်းတူသတင်းမှများဖြန့်ချီနေသူများကိုဖော်ထုတ်အရေးယူမယ်လို့ညီနောင်မာမိတ်၃ဘက်ကဇူလိုင်လ28ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ကြေညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အသိဉာဏ်မဲ့ပြီးအောက်တန်းကျတဲ့ပုံကိုတချို့ကတိုင်းရင်းသားလက်နက်ကိုင်တော်လိုင်းရဲ့အဖွဲ့အစည်းများဟာနိုင်ငံကနေပြီးတော့ခွဲထွက်ပြီးနိုင်ငံအသစ်ထူထောင်တော့မယ်ဆိုတဲ့ခေါင်းစဉ်အပြင်အခြားသောခေါင်းစဉ်များနဲ့၎င်း ညံဖျင်းလာတဲ့တရုတ်ဘာသာအရေးသားများနဲ့၎င်းပြကြမှန်ကန်မှုမရှိတဲ့ရေးပုံရေးနီးဖိုတိုရှော့တို့နဲ့၎င်းညီနောင်မဟာမိတ်အဖွဲ့အစည်းများရဲ့ဒစိတုံးများကိုအသုံးပြုပြီးတော့ဆယ်ဆောင်ထက်မနည်းထုတ်ပြန်ချက်များကိုတရင်အချက်လက်အတုများနဲ့ဆက်သွယ်ရေးလူမှုကွန်ရက်ကနေတစ်ဆင့်ထုတ်ပြန်ခြင်းများကိုအခုရက်များအတွင်းမှာဇက်တိုက်ပြုလုပ်လျက်ရှိကြောင်းညီနောင်မဟာမိတ်သုံးဘွဲကပြောဆိုထားပါတယ်ခုလိုပြုတ်လို့ရခြင်းဟာတိုက်ပွဲတိုင်းအောင်ပွဲရရှိနေတဲ့တိုင်းသာလက်နက်ကိုင်းအဖွဲ့အစည်းများကိုဖိအားပေးရန် အိန္ဒိယနိုင်ငံများအထင်မြင်လွဲမားစေရန်မင်းအောင်လှိုင်ဦးဆောင်တဲ့အာဏာသိမ်းလက်နက်ကိုင်အဖွဲ့အားအသက်ရှူအနားယူခွင့်ရရှိစေရန်ရည်ရွယ်ပြီးတော့လှုပ်ဆောင်နေခြင်းဖြစ်တယ်လို့ရှုမြင်ပါကြောင်းညီနောင်မမိတ်၃ဘွဲ့ကတုံ့တက်ထားပါတယ်အခုလိုမျိုးအသိဉာဏ်မဲ့အောက်တန်းကျပြီးတော့နိုင်ငံရေးအရာထိုးနှက်တိုက်ခိုက်နေတဲ့ပုံကိုသုံးမဟုတ်အစုအဖွဲ့သုံးမဟုတ်အဖွဲ့အစည်းများအားမိမိတို့အဖွဲ့အစည်းရဲ့အမည် တစိတုံးများကိုအသုံးပြုပြီးတော့တရင်အချက်လက်အတုများနဲ့ဇက်တိုက်ထုတ်ပြန်နေခြင်းဟာ electronic ဥပဒေနဲ့လူပေါင်းအဖွဲ့အစည်းစနစ်ကိုပြင်းထန်စွာချိုးဖောက်နေခြင်းဖြစ်ကြောင်းညီနောင်မမိတ်သုံးဘက်ကသတိပေးထားပါတယ်။ဒါ့အပြင်စက်သွယ်ရေးလူမှုကွန်ရက်ဟာဥပဒေကင်းလွတ်တဲ့နေရာမဟုတ်ဘဲစက်သွယ်ရေးလူမှုကွန်ရက်ဟာ memory ရှိနေတဲ့အတွက်တရင်အတုများကိုထုတ်ပြန်နေသူများရဲ့ IP address တွေကနေတဲ့ဆက်စုံစမ်းစစ်ဆေးနိုင်တယ်လို့သိရပါတယ်။ အခုလိုမျိုးတိုက်ခိုက်နေသူများရဲ့အသိဉာဏ်မဲ့တဲ့လောက်ရများဖို့နောက်တစ်ချိန်မှာရှာဖွေဖော်ထုတ်ပြီးတော့ပြင်းထန်စွာအရေးယူသွားမယ်လို့ထုတ်ပြန်သတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့လာရှိုးအချင်းထောင်ကနေလွတ်မြောက်လာတဲ့ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဟိန်အပါဝင်နိုင်ချင်း200ကျော်ကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖလာရှိုးနဲ့တော်လိုင်းအင်အားစုများကစောင့်ရှောက်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆရာဦးထွန်းထွန်းဟိန်အပါဝင်နိုင်ချင်း200ကျော်ကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖလာရှိုးခရိုင်နဲ့တော်လိုင်းအင်အားစုများကကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်လို့ဦးမောင်မောင်ဆွေကလူမှုကွန်ရက်ကနေတဆင့်သတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာ လာရှိုးထောင်ကနေလွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားများဟာတပ်ဆိုင်ရာမိသားစုများနဲ့အဆက်အသွယ်မရရှိသေးပဲမိသားစုများဟာ၎င်းတို့ရဲ့ချစ်ခင်ရသူများနဲ့တွေ့ဆုံစကားပြောခွင့်ရရှိရန်စောင့်ဆိုင်းနေကြဆဲဖြစ်တယ်လို့သိရပါတယ်။လာရှိုးမှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းမှာပြတ်တောက်နေပြီးတော့တိုက်ပွဲများဖြစ်ပွားမှုတချို့လည်းရှိနေတယ်လို့သိရပါတယ်။လာရှိုးအကျဉ်းထောင်ကနေလွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားလည်းဖြစ် NLD ဘဟုအလုံးမှုဆောင်လည်းဖြစ် ပြည်သူ့လွတ်တော်ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ဦးထွန်းတော်ဟိန်ကိုစစ်ကောင်စီကရာဇသက်ကြီးပုံမှ130ကကြီးနိုင်ငံတော်တက်ဆာဖောက်ဖြတ်ပုံကံမှုရာဇသက်ကြီးပုံမှ1နှစ်နဲ့ရာဇသက်ကြီးပုံမှ905ကကြီးပုံမှ905ခခွေတို့နဲ့စစ်ကောင်စီကထောင်ဒဏ်33နှစ်မတရားချမှတ်ထားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အသက်85နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ဦးထွန်းတော်ဟိန်ဟာ2020ရွေးကောက်ပွဲမှာရှမ်းပြည်နယ်နောင်ချုံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့အနိုင်ရထားသူလည်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကမတန်ဆွမ်းအမျိုးသမီးတအုပ်အပါအဝင်ပြည်သူ၃ကိုပြစ်တက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ26ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့မုံရွာမြို့နယ်မုံရွာအရာတော်လမ်းမကြီးဘေးမှာရှိတဲ့စီတာလေးထနာဝင်းနယ်ရွာတုံကျေးရွာများကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဝင်ရောက်ပြစ်ခတ်စီးနင်းခဲ့ပြီးတော့ပြည်သူ၃ဦးသေဆုံးပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကပြစ်ခတ်စီးနင်းမှုအတွင်းမှာစီတာလေးကျေးရွာကအသက်35နှစ်အရွယ်မတန် န်စွမ်းအမျိုးသမီးတအုပ်နဲ့ထဏောင်းဝန်းကြီးရွာကအသက်30အရွယ်အမျိုးသားတအုပ်တေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ရွာတုံရွာကလည်းပြည်သူတအုပ်တေဆုံးကနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းကအချမ်းဘတ်စစ်ကောင်စီတပ်သားများဟာ စီတာလေးရွာကပြည်သူများနေထိုင်တဲ့နေအိမ်ကို PDF စခန်းဆိုပြီးတော့တနက်နဲ့ဝိုင်းပြတဲ့အချိန်မှာအမျိုးသားဖြစ်သူကအိမ်ထရန်ကိုဖျက်ပြီးတော့ထွက်ပြေးခဲ့ခြင်းကြောင့်လွတ်မြောက်ခဲ့တော်လဲဇနီးဖြစ်သူကတော့တနက်မှန်ဒဏ်ရာများနဲ့တေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စခန်းနဲ့ပြည်သူတွေရဲ့နေအိမ်ကိုမှားယွင်းပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာ PDF စခန်းကိုတွေ့ရှိသွားပြီးစခန်းရဲ့အဆောက်အဦးနဲ့ဆိုင်ကယ်၄စီးကိုမိရှုဖျက်ဆီးသွားခဲ့တယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုဖမ်းဆီးတပ်ဖြတ်ခံရတယ်လို့လည်းသိရပါတယ်။အကြမ်းဖက် စစ်ကောင်စီတပ်သားများပြစ်ခတ်မှုကြောင့်တင်ဆုံးခဲ့တယ်ထဏောင်းဝန်းကြီးရွာကအသက်30အရွယ်ကိုမောင်မောင်ထပ်ဖြစ်ပြီးတော့စစ်သားများပြစ်ခတ်မှုကြောင့်နောက်ကျောမှာတနက်မှန်ဒဏ်ရာရရှိခဲ့ပြီးကိုမောင်မောင်ထပ်ကိုဈေးကူတာပေးမယ်ဆိုပြီးတော့မုံရွာဈေးုံကြီးမှာအလောင်းကိုပြစ်ထားခဲ့တယ်လို့သိရပါတယ်ကိုမောင်မောင်ထပ်ရဲ့ရုပ်အလောင်းကိုမိသားစုဝင်များကမုံရွာဈေးုံကြီးမှာကိုတိုင်ယူဆောင်ခဲ့ကြရတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမုံရွာမြို့နယ်အတွင်းကဒေသတွင်းကြေးရွာများကိုစစ်ကြောင်းထိုးပစ်ခတ်စီးနှင်းမှုများလအတန်ကြာရန်နာခဲ့ပြီးတော့ အခုမှပြန်လဲပြီးတော့စစ်ကြောင်းထုတ်ဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗါးအကြမ်းဖက်စစ်ကောင်စီတပ်သားများကမုံရွာဒေသတွင်းမှာရှိတဲ့ခြေရွာများကိုစစ်ကြောင်းထုတ်မီးရှို့တပ်ဖြတ်မှုများရန်နာရတဲ့အချိန်မှာလက်နက်ကြီးများဒရုန်းများကိုအသုံးပြုပြီးတော့ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ပြီးတော့ထိခိုက်သေးဆုံးခဲ့ရတဲ့သူတွေလည်းရှိတယ်လို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကြေးရွာနှစ်ရွာကိုအချမ်းဘတ်စစ်ကောင်စီက MI-35 ရဟတ်ယာဉ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက်60ကျော်အရွယ်အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ26ရက်နေ့မနက်7:00နာရီကမှမကွေးတိုင်းမြန်မြို့နယ်ကံကြီးကျေးရွာကိုမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကနေတက်လာတဲ့ MI-35 ရဟတ်ယာဉ်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအသက်60ကျော်အရွယ်အမျိုးသမီးတဦးလက်မောင်းကြည်စံထိမှန်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်နှလုံးထဲမှာပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဇူလိုင်လ26ရက်နေ့ပဲဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့လာပြက်သွားတာနမခကနေတက်လာတဲ့ရဟတ်ယာဉ်နဲ့ ဦးကျော်နိုင်ဦးဦးထေးအောင်အဲ့ဒီနေအိမ်နှအိမ်ကိုပြစ်သွားတာဦးကျော်နိုင်ဦးရဲ့အိမ်ကတော့စကားပေါက်ဖြစ်သွားတယ်အသက်60ကျော်လောက်ရှိတဲ့အမျိုးသမီးတဦးကတော့လက်ကိုထိမှန်ဒဏ်ရာရတယ်ပြင်းထန်ဒဏ်ရာတော့မဟုတ်ဘူးပေါ့အဲ့ဒီနားမှာရှိတဲ့တခြားအိမ်တွေလည်းထိတော့ထိတယ်ဒါပေမဲ့မများဘူး အဲ့ဒီနှစ်အိမ်ကိုတဲပြီးတော့ပြက်သွားတာစီကားတစ်စီးလည်းထိတယ်ပေပါကားဆိုတော့မီးလောင်တာမျိုးတော့မရှိဘူးပေါ့အုတ်ကန်တွေဆိုရင်ကြီးတွေစိုက်ဝင်နေတာမျိုးရှိတယ်ပေါင်ကားရဘုံကျဲတာတော့မဟုတ်ဘူးဆက်သက်နဲ့နဲ့ပြက်သွားတာလို့ပြည်သူတို့ကပြောဆိုခဲ့ပါတယ်ဒါအပြင်မွန်လွဲတနအိမ်ကမှမြန်မြို့နယ်ကုန်းပလူရွာကိုလည်းအကြမ်းဖက်စစ်တပ်က MI 35ရဟတ်ရင်နဲ့ထပ်မံပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့မသိရှိရသေးကြောင်းပြောဆိုထားပါတယ်နောက်ထပ်တနအိမ်ကြော်ကြော်လောက်ကြတော့ကျွန်တော်တို့နဲ့အနှမ်းဝေးတဲ့ရွာတွေရွာကိုလည်းထပ်ပြက်သွားသေးတယ်ကုန်းပလူရွာပေါ့အဲ့ဒီရွာကပြူစောထိတဲ့ ေနဲ့တော့နေတယ်မြိုင်နယ်မြောက်ပိုင်းကြတာပေါ့အဲ့ဒါတွေကတော့ထိခိုက်မှုမသိရသေးဘူးလို့မြိုင်မြို့နယ်မှာနေထိုင်တဲ့ပြည်သူတူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ